ကဲဒီနေ့တော့ကျမတို့တွေကချင်ပြည်ဖက်ကန့်ဒေတာအစီအခြေအနေတွေနဲ့စပါမယ်ကချင်ပြည်ဖက်ကန့်ဒေတာမှာကချင်လူလက်ရေးတပ်မတော် KIA ရဲ့တပ်မဟာကိုဒီတက်ရင်6ပေါ့လေနေရာဟောင်း တဝိုက်ကိုစစ်တပ်ကအောက်တိုဘာလ21ရက်နေ့ဒီနေ့မနက်9နာရီခွဲလောက်မှာလေကြောင်းကနေအကြိမ်ပေါင်းများစွာဘုံကျဲတိုက်ခိုက်သွားပါတယ်။အဲစစ်တပ်သုံးလေးရင်ဟာဒီ KIA တပ်ရင်း600ဟောင်းပတ်ပတ်လေကိုပေါ့လေဒီလေရင်ဘုံအလုံးကြီး40လောက်လာကျဲသွားတာလို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။ အာဒေတာခန့်တော်လှန်ရေးအဖွဲ့တွေကတော့ဒီစစ်တပ်ဟာဆိုလို့ရှိရင်ဖက်ကန်ဒေတာမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အဲတစ်ဖက်မှာတော့အခုလိုမျိုးဒီတက်ရင်ဟောင်းနေရာတွေဒီ KIA ကနေရာယူထားတဲ့အဲနေရာပတ်ဝန်းကျင်တွေကိုပေါ့လေပြတ်မှတ်ထားပြီးတော့ချင်းချောက်တိုက်ခိုက်တာတွေလုပ်နေတာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်စစ်တပ်ကဖက်ကန်ဒေတာတွေကလက်လွတ်ထားတဲ့နေရာတွေကိုပြန်ရဖို့အတွက်မြေပြင်စစ်ကြောင်းအပြင်လေကြောင်းကနေပါ ဘုံကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်လုပ်နေတာပဲဖြစ်ပါတယ်။လေကြောင်းဘုံကျဲမှုတွေအပြင်ဒီဖက်ကန်ဒေတာမှာဆိုလို့ရှိရင်မြေပြင်မှာလည်းတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေသေးပါဆိုတော့ဖက်ကန်ကဒီမရှိကထောင်ယူမှာဆိုင်းတောင်စိတ်မှုရွာလမ်းမကြီးပေါ်မှာစစ်တပ်နဲ့ရန်နီပြည်သူစစ်အဖွဲ့တွေကစစ်ရေးလှုပ်ရှားလာတာကြောင့် KIA PDF ပူပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။အောက်တိုဘာလ20ရက်နေ့ဒီမနေ့ကဆိုလို့ရှိရင်လည်းမရှိကထောင်ယူမှာဘက်မှာပေါ့လေဒီတော ်လှန်ရေးတပ်တွေက ကြိုတင်ဆောင်ပြီးတော့ဒီစစ်ကော်မရှင်စစ်ကြောင်းပေါ့လေစည်ရေးလှုပ်ရှားတဲ့ဟာတွေကိုဂျာဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တာဝန်ရှိသူတွေကပြောပါတယ်ဒီတိုက်ပွဲကြောင့်ရွာတွေကိုလက်နက်ကြီးကြီးကြရောက်ပောက်ကွဲတာတွေရှိခဲ့ပြီးအရတားထိခိုက်မှုမရှိခဲ့ပေမဲ့အဆောက်အုံတချို့ကတော့ထိမှန်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ကရင်ပြည်မြောက်ရီမြို့နယ်၄ကီကောမြို့တင်နာကဒီဆွဲတော်ကုန်းစခန်းကိုစစ်ကော်မရှင်တပ်ကပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီးဖြစ်ပေမဲ့ ဲ့၄ကီကောမျိုးကိုတော့အပြည့်ဝမထိန်ချုပ်နိုင်သေးပါဘူးဒီစစ်ရေးအရအရေးပါတယ်ဆွေတော်ကုန်းစခန်းကိုစစ်တပ်ကအော်တိုဘာလ၁၈ရက်နေ့မှာပြန်ထိန်ချုပ်လိုက်တာဖြစ်တယ်လို့အာကရင်မျိုးသားလူမျိုးရေးတက်မတော့ KNL ရဲ့စစ်ရေးသတင်းအရေးမြက်ကပြောပါတယ် KNL နဲ့ပူပေါင်းတပ်တွေကထိန်ချုပ်ထားတဲ့ထိန်ချုပ်ထားတာပေါ့လေဒီတနှစ်ပြည့်တဲ့အချိန်မှာပဲစစ်တပ်ကမြဝတီတောင်ပိုင်းကိုစစ်ကြောင်းထိုးလာပြီးတဲ့နောက်အခုလိုမျိုးပြန်လဲထိန်ချုပ်လိုက်တာပဲဖြစ်ပါတယ်လ ၄ GB မျိုးသစ်ဒီရက်ွက်လေးအထီးပေါ့လေဒီစစ်တပ်ကဝင်ရောက်လာပြီလို့လည်းသိရပါတယ်စစ်ကော်မရှင်တက်ဟာဆိုလို့ရှိရင်ဒီကရင်နယ်ကြားစောင့်တက် BGF အဖွဲ့နဲ့ပေါင်းပြီးတော့ပေါ့လေအော်တိုဘာလဆန်းကလေးက၄ GB ဒေတာကိုထိုးစစ်ဆင်ခဲ့တာပါဆွဲတော်ကုန်းဟာဒီမြောက်ရီမြို့တမြို့လုံးကိုပေါ့လေအပေါ်စီးကနေမြင်ရတဲ့အတွက်ဒါဟာဆိုလို့ရှိရင်စစ်တပ်အတွက်တော့စီရီဖြူဟာအရာအရန်ကိုအေးပါတဲ့စခန်းဖြစ်ပါတယ်။အာဒါပေမဲ့တော်လိုင်းကြီးပူပေ ါင်းတပ်ဖွဲ့တွေကစခန်းကိုသိမ်းယူပြီးတဲ့နောက်မှာဒီစစ်တပ်ကတက်ဆွဲမထားနိုင်အောင်ပေါ့လေတောင်ကျောတစ်ခုလုံးကိုမြေအပြောင်ရှင်းပြီးတော့ကိုင်းပြင်းကြီးအဖြစ်လှုပ်ထားခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်ဒါကြောင့်စစ်တပ်ဟာဆွဲတော်ကုန်းကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့ပြီမဲ့လေဟိုတက်ဆွဲနေထိုင်တာမျိုးတော့မလုပ်နိုင်သေးဘူးလို့ဆိုရမှာပါစစ်တပ်ဟာဆွဲတော်ကုန်းစခန်းနဲ့မြို့တိရက်ွက်တချို့ကိုပြန်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေ ေမဲ့လေးကီကောမျိုးတစ်မျိုးလုံးကိုတော့အပြည့်အဝထိန်းချုပ်နိုင်တာမျိုးမဟုတ်သေးဘူးလို့ဆိုပါတယ်လက်တလုံးမှာစစ်ကော်မရှင်တက်ပြီးတော့ဒီ BGF ပေါ့လေအာပူပေါင်းတက်ဖွဲ့တွေဟာလေးကီကောဒေတာနဲ့ဒီဖလူပြီးတော့မင်းလက်ပန်အင်ဂျင်မြိုင်စတဲ့ဒေတာတွေကိုစစ်ဆင်ရေးလုပ်နေပါတယ်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ဆိုတော့ KNL နဲ့မဟာမိတ်တက်တွေဘက်ကလည်းပတ်ဝန်းကျင်နေရာတွေကနေပြီးတော့တံပြန်ဖြတ်တောက်ပြီးတော့တိုက်ခိုက်နေတုံးဖြစ်ပြီးတော့မြေပြင်မှာဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးဘက်က ထိခိုက်ကြဆုံးမှုတွေများနေတယ်လို့ဆိုပါရယ် အာရခိုင်ဒေသရဲ့လုံခြုံရေးသတင်းနဲ့ဆက်ပါမယ်။ညမဖမ်းရအမိန်လို့ပြောရမယ်လို့ထင်ပါတယ်။ရခိုင်ပြည်ဒီတန်တွဲမြို့နယ်အာဂွားမြို့နယ်နာကားပေါ့လေအဲ့နာတဝိုက်မှာရှိတဲ့ပင်လယ်ပြင်မှာပြည်သူတွေရဲ့လုံခြုံရေးအတွက်ညအချိန်ငါးဖမ်းနာတွေကိုမလုပ်ဖို့အာရခတ်တပ်တော် AA ကတားမြစ်လိုက်ပါတယ်။ဒီတားမြစ်ချက်ဟာအော်တိုဘာလ19ရက်နေ့ကစပြီးတော့ညနေပေါ့လေ6နာရီကနေမနက်6နာရီအတွင်းလုံးဝငါးမဖမ်းချဖို့ကိုထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။ AAF ထုတ်ပြန်ချက်အရာစစ်ကော်မရှင်တပ်ဟာဒီတိုက်ပွဲတွေဖြစ်နေတဲ့ကြောက်ဖြူနယ်စစ်တွေမြို့ကိုရေချောင်းကနေစစ်အင်အားဖြစ်တင်မှုတွေပို့ပြီးတော့လှုပ်လာနေတယ်လို့ AAF သိမ့်ပိုက်ထားတဲ့မြို့တချို့ကို ပြန်ပြီးတော့သိမ့်ပိုက်နိုင်ဖို့အတွက်ကိုလည်းရေချောင်းပြင်ဆင်မှုတွေပို့ပြီးတော့လှုပ်လာနေတယ်လို့သိရပါတယ်။စစ်ကော်မရှင်ရဲ့ဒီရေရင်တွေဟာဆိုလို့ရှိရင် ပင်လယ်ပြင်မှာပြည်သူတွေကိုတွေ့လို့ရှိရင်ဖမ်းဆီးပြီးတော့တပ်ဖြတ်လေးရှိတဲ့အပြင်အရင်ကငါးဖမ်းခွင့် ပေးထားတဲ့ရေရင်တွေကိုအကာအကွယ်ယူပြီးတော့ဒီစစ်ရေးဖြစ်တင်းမှုတွေပေါ့လေလှုပ်ရှားလာနိုင်တာကြောင့်အခုလိုမျိုးငါးဖန်းနာကိုကန့်သက်လိုက်ရတာလို့အေအေကပြောပါတယ် ရေလုံငန်းကိုအဓိကမိခိုလောက်ကင်နေရတဲ့ပြည်သူတွေရဲ့စားဝတ်နေရေးအခက်ခဲကိုအေအေကနားလည်လို့အရင်ကအချိန်အကန့်အသတ်မရှိခွင့်ပြုထားခဲ့ပေမဲ့လည်းအခုလက်ရှိမှာတော့ဒီစစ်ရေးအခြေအနေရပိတ်ပင်လိုက်ရတာလို့ဆိုပါတယ်ဒီအမိန်ကိုဒီပြန်ပြီးတော့ရုပ်သိမ်းချောင်းပေါ့လေမကြေညာမချင်းညအချိန်မှာလုံးဝငားမဖမ်းချဖို့ကိုအေအေကသတိပေးထားပါတယ်ဒါအပြင်ပြည်သူတွေအနေနဲ့နေခင်ပိုင်းနေမှာဒီငားဖမ်းတဲ့အခါမှာဆို လို့ရှင်လဲကန်းဝေးပေါ့လေကန်းအဝေးကြီးကိုဟိုမသွားကြဘူးထွက်မသွားကြဘူးနောက်ပြီးတော့တကယ်လို့များငါးဖန်းနေရင်းနဲ့ဒီအာစစ်ရေရင်တွေကိုမြင်ခဲ့တယ်ဆိုလို့ရှင်မြင်တွေ့ရင်ပေါ့လေဒီကန်းဆက်ကန်းနီးကိုအမြန်ဆုံးစိုက်ကတ်ကြဖို့ကိုလည်းတတိပေးထားပါတယ်နောက်ထပ်တစ်ပုဒ်ကတော့ဒီတရားမဝင်လမ်းကြောင်းတွေကနေဝင်လာနေတဲ့မြန်မာနိုင်ငံသားတွေအဖမ်းခံရတဲ့တဲ့မှာဒီရက်ပိုင်းမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံတဲမှာမြန်မာနိုင်ငံသားတွေဇက်တိုက်ကိုမှဖမ်း ်စည်းခံရတာဖြစ်ပါတယ်။ဒီပိုင်းအောင်ကပ်ပေါ်လေလုံသမားလက်မှတ်လုတ်ပေးမယ်အစ်စ်ပေါ်လုတ်ပေးမယ်ဆိုတဲ့တည်င်းကြောင့်မရှိမဲ့ရှိမဲ့အာဒီပတ်စံတွေကိုစုချီငားပြီးတော့ပေါ့လေထိုင်းဘက်မှာတရဝင်းအလုတ်လုတ်ခွင်ရဖို့တရားမဝင်တဲ့လမ်းကြောင်းတွေကနေဇက်တိုက်ဝင်လာနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပိုင်းအောင်ကပ်ပေါ့လေဒီလက်မှတ်အစ်စ်လုတ်ပေးမယ်အစီအစဉ်ကရပ်သွားသလိုတစ်ဖက်မှာဆိုလို့ရှိရင်လည်းအဖမ်းစည်းတွေကတော်တော်လေးကိုစိတ်လာပါတယ်။အခုလေဒီမြန်မာထိုင်းနယ်ဇက် ကန်ချနာပူရိခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား 162ရောက်ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့သူတွေထဲမှာဆိုလို့ရှိရင်အသက်16နှစ်မပြည့်သေးတဲ့လူငယ်17ယောက်ပါဝင်လာတာဟာတော်တော်လေးကိုစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်ပါတယ်။ဒီဖမ်းဆီးမှုဟာဆိုလို့ရှိရင်အော်တိုဘာလ19ရက်နေ့မနက်ပိုင်းမှာကန်ချနာဘူရီခရံရဲ့အုတ်ချုပ်ရေးမှုနောက်ပြီးတော့ထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့တွေပူးပေါင်းပြီးတော့ရွာအဆက်ကတောထဲမှာပုံနေတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ဖန်စီခံရတဲ့သူစုစုပေါင်း162ယောက်ထဲမှာအမျိုးသား92ယောက်အမျိုးသမီး59ယောက်နဲ့အသက်15နှစ်ကနေ18နှစ်ကြားပေါ့လေလူငယ်အမျိုးသား8ယောက်အမျိုးသမီးငယ်3ယောက်ပါဝင်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်သူတို့တွေဟာမြန်မာနိုင်ငံရဲ့နယ်စပ်မျိုးဖြစ်တဲ့ဖျားသုံးစုကနေတဆင့်ဒီရေလန်းကားလန်းနောက်ပြီးတော့တောလန်းပေါ့လေအဲ့ဒီဒီတရားမဝင်တဲ့လမ်းတွေကိုအသုံးပြုပြီးတော့ထိုင်းနိုင်ငံတဲကိုဝင်လာကြတာဖြစ်ပါတယ်နောက်ထပ် လာခေါ်မဲ့ပွဲစားကိုအဲ့ဒီဒီဒီရွာအဆက်ကတောလေးထဲမှာပေါ့လေစောင့်နေတုံးသူတို့တွေအဖမ်းခံခဲ့ရတာလို့ဆိုပါတယ်သူတို့တွေဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံဒါမှမဟုတ်မလေးရှားနိုင်ငံတို့မှာအလုလုဖို့ဆိုရဲမျှော်လင့်ချက်နဲ့ရောက်လာကြတာဖြစ်ပါတယ်ပွဲစားတွေကိုဒီတယောက်ကိုပေါ့လေဒီတဲကိုလာဖို့အတွက်ထိုင်းဘတ်ငွေ2000ကနေ2400အထိပေးခဲ့ရတယ်လို့ထွက်ဆိုကြပါတယ်ဒီလူတွေဟာထိုင်းနိုင်ငံထဲမှာရှိတဲ့စမုတ်ဆာခွန်ပြီးလို့ရှိရင်ဘန်ကောက် ပြီးရင်ချွန်ဘူရီအယုဒ္ဓယာနဲ့အာစုံခလာဆတဲ့ထိုင်းနိုင်ငံတွေကမြို့ကြီးတွေမှာအလုလုဖို့စီစဉ်ထားတဲ့သူတွေနဲ့မလေးရှားကိုဆက်ထွက်မဲ့သူတွေပါဝင်တယ်လို့ဖော်ပြကြပါတယ်။လက်ရှိမှာတော့ဖန်စီခံထားရတဲ့သူတွေအလုံးကိုကန်ချနာဘူရီခရိုင်ရဲစခန်းမှာထိမ့်သိမ်းထားပြီးတော့ဥပဒေအရဆက်လက်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။